်မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါရစေ။ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါရစေ။ဒီနေ့တော့ကျွန်မဆရာဦးဝင်းဖေရဲ့ဝိထုလေးတစ်ပုဒ်ဖတ်ပြခြင်းပါလေ။ဝိထုလေးရဲ့နာမည်ကမြတ်မှန်တဲ့။မြစ်တက်ရက်ခန့်ခြင်းနာကတော့ကျွန်မတို့ရဲ့ Simple Daily Life Channel လေးကို Like ခံ Subscribe လေးလုပ်ပေးပါဦးနော်။မြတ်မှန် ဟောအတော်ပဲမောင်ချူလာတို့ဒီမှာဘယ်နှယောက်လဲမောင်တန်းပါနေနေပါဦးအင်းအားလုံး6ယောက်ပြီးလိုက်ပစံလက်ဖက်ရည်ဘူးမောင်ရင်မှားလိုက်တဲ့မျက်မှန်ဝဲခဲ့ပြီဝမ်းတာလိုက်တာကျုပ်မျက်စိအဝေးမှုံမှုံနေတာကြာပြီဒီတော့ကမိုးညင်းမှမျက်မှန်ဝဲမရလို့မန္တလေးရဝဲခဲ့ဖို့ဗာကြီးသိန်းစီမှားလိုက်တာလीကျုပ်ဗာကြီးသိန်းစီရဲ့မျက်မှန်ကိုယူပြီးကတ်ကြည့်လိုက်တော့စိုက်ကအတော်ပဲအန်ကိုကြလို့ ိမ်ပြင်ခဝဲဝဲကိုလှမ်းကြည့်လိုက်တော့လေအရင်ကဝါးဝါးနေတဲ့အမြင်ဟာတခါတည်းကိုကြည်လင်သွားတာပဲ။မကြည့်တဲ့ရင်ကျွန်တော်ပေးလိုက်တဲ့ငွေတရားနဲ့လောက်ရလားစိုက်ခဲ့ရသေးလား။မျက်မှန်ကတော့တိတ်ကောင်းတာပဲဗျာ။မကြည့်သိန်းကိုကျေးဇူးတင်လိုက်တာ။တိတယ်တိတယ်။မင်းပေးလိုက်တဲ့ဒီယူရီနဲ့မလွဲရအောင်ငါသေးသေးချာချာခင်းစိုက်ပါတော့ကွာ။ငါကိုယ်တိုင်မျက်မှန်ပြင်ကိုချစ်စီမှာခောက်ခောက်အခါခါတွားပြီးစိတ်ကြိုက်ရွေစိတ်ကြိုက်စစ်ပြီးလုပ်ခဲ့တာကွာ။80ပဲကြပါတယ်။ ဧကျန်တဲ့ငွေ20တော့မေ့လိုက်တော့ငါသုံးပြလိုက်ပြီ။ရပါတယ်ဗာကြီးသိန်းရဟေ့မောင်တန်းရော့ပဆန်လက်ဖေးသွားဝယ်ကွာ။ကျုပ်ဗာကြီးသိန်းကိုတကယ်ကျေးဇူးတင်တယ်ဗျာ။မျက်မှန်နဲ့ကျွန်တော်မျက်လုံးထဲကတကယ်ကွက်တိပဲ။ပောင်ဝင်းချင်းကိုကြည့်ရတာတကယ်ကိုခုမှအာရပါရပြန်ဖြစ်လာတယ်။အဲ့ဒီအချိန်မှာဗာကြီးသိန်းကတော့တခွဲလုံးကိုဒီမျက်မှန်ရအောင်သူဘလို့ဘလို့အပြစ်မှန်းခံပြီးသွားခဲ့လာခဲ့ပြောခဲ့ဆိုခဲ့ရတဲ့အကြောင်းအကြီးအကျယ်ရှင်းပြနေပါတယ်။ ျုပ်လည်းဗာကြီးသိန်းကိုကျေးဇူးတင်ကြောင်းတိတ်ကျေးဇူးတင်ကြောင်းအများကြီးကျေးဇူးတင်ကြောင်းအလွန်လဲအားနာပါကြောင်းပြောပြပါလေဗျာအဲ့ဒါကဗာကြီးသိန်းရောက်တဲ့နေရာအဖြစ်နောက်တနေ့ကျတော့ဒေါ်လှမယ်လို့အလှမှာဗာကြီးသိန်းနဲ့ပြန်ဆုံနေကျုပ်ကလည်းသူဝယ်လာတဲ့မျက်မှန်နဲ့စတိုင်ကိုကြလို့ပေါ့အလှလာတဲ့ဧည့်သည်တွေကလည်းအတော်ကိုစီတယ်ဗျာဗာကြီးသိန်းကကျုပ်ကိုလည်းမြင်ရောဝမ်းသာအားရလှမ်းခေါ်ပြီးမျက်မှောင်ခဏချွတ်ခိုင်းပြီး သူ့ဘေးမှာဝိုင်းထိုင်နေလူတွေကိုပြတယ်။အားလုံးကလည်းမျက်မှန်ကောင်းချောင်းပုံသွက်ချောင်းမှန်သားတဲ့အကောင်စားဖြစ်ကြောင်းပြောကြတယ်။ဗာကြီးသိန်းကလည်းကျုပ်အတွက်မှုသူဘလို့ကြိုးစားပန်းစားအပြစ်မှန်းခံအချိန်ကုန်ခံပြီးဝေခဲရကြောင်းပြောပြတယ်။ကျုပ်မှလည်းကျေးဇူးတင်ကြောင်းထက်ထက်ပြောရပြန်တာပေါ့ဗျာ။ဟုတ်လဲဟုတ်ပြီလားပဲ။ကျုပ်အတွက်သူလှုပ်ခဲကင်ခဲ့တာတွေကတည်တည်တတ်တတ်နဲ့ကွက်တီစိတ်တိုင်းချဖြစ်နေကြတာမဟုတ်လား။ဒါကိုဗာကြီးသိန်းကလည်းဂုံယူလို့မဆုံးမခင်ဗျ။ အဲ့ဒီညနေကမန္တလေးရဲ့ဧည့်သည်နှစ်ယောက်နဲ့အတူဗာကြီးသိန်းကျုပ်အိမ်ရောက်လာတယ်။ညနေစာကျုပ်စီမှာစားမယ်တဲ့။ဒါလေးများအစမ်းလားရတယ်၊တိတ်ရတယ်ပေါ့။ချက်ချင်းမဲကျုပ်ဆိုင်ရင်ဆိုင်ထမင်းနဲ့မှာပြီးစီစဉ်လိုက်ပါတယ်။ဒါပေမဲ့အချင်းကိုက်ကလေးဖြစ်နေလို့ရန်တပလင်းလောက်ရရင်တိတ်ကောင်းမယ်လို့ဗာကြီးသိန်းကပြောတယ်။ရတယ်၊ရပါတယ်အားလုံးပြပြပပပေါ့။ကျုပ်ချက်ချင်းမဲပြီးအဝယ်ခန်းလိုက်ပါတယ်။အမီးတော့ထောက်ဝဲလိုက်သေး။ရေခဲစော်လာလေအပြည့်အစုံ။ ဒါပေမဲ့တောက်ခံနေကြမှာကြောက်စိတ်ထဲမှာတခုအောင့်သွားတယ်။ကဲကိုလူလူချကြဘာမှအာမနာနဲ့မောင်ချူးဆိုတာကကြုံနဲ့တိတ်ရင်ပါလေ။ပြီးတော့ဒီတစ်ခေါက်သူ့အတွက်ကြုံကမျက်မှန်တလဲဝဲခဲ့တာဗျ။ဒီမျက်မှန်မရှိရင် तू ကအကမ်းပဲ။ဘာမှကောင်းကောင်းမြင်ရတာမဟုတ်ဘူး။တနေ့တနေ့ကားတိုက်ခံရမလားစပိန်တိုက်ခံရမလားနဲ့တထိတ်ထိတ်နေခဲ့ရတာ။ဟုတ်တယ်မဟုတ်လားမောင်ချူး။ကဲကြည့်လှုပ်လာပြန်ပြီ။ ကျုပ်တို့ကိုထမင်းကျွေးတယ်ဆိုတာကကျုပ်တို့မိုးညင်းသားတွေရဲ့စေတနာစက်ရိုက်ပြဒီလိုပဲကျုပ်တို့စီကဖော်ရကြပါတယ်သူလည်းအသိပါဗျာအခုတော့မျက်မှန်ဝယ်ပေးလို့ပဲကျွေးရတယ်လို့လို့မှန်တာပြောရရင်ကျုပ်ကနည်းနည်းတော့အောင့်နေဗျအဲ့ဒီနောက်မှာအရက်တောက်ရင်းနဲ့ဒီမျက်မှန်ကိုသူဘလို့ခက်ခက်ခဲခဲဝယ်ခဲ့ရကြအောင်ပြောပြန်ရောဗျာအဲ့တဲ့နှစ်ယောက်ကလည်းမန္တလေးသားတွေပဲဗျဗာကြီးတဲ့ကိုထောက်ခံကြတယ်မန္တလေးမှာအခုတလောမျက်မှန်ရှားကြောင်း ဝယ်ရခက်ကြောင်းဈေးကြီးနေကြောင်းကျုပ်အနေနဲ့အရတော်ကြောင်းကံကောင်းကြောင်းပေါ့ဗျာလောက်ကြတာလေကျုပ်ကလည်းအိမ်တယ်မဟုတ်လားခေါင်းတငိမ့်ငိမ့်နဲ့မပြုံးချင်လည်းပဲပြုံးထားရကျေးဇူးကြီးတင်ကြောင်းနေလဲထပ်ပြောရနဲ့စိတ်မပါပဲလုံနေရတယ်ဗျာကျုပ်ဒုက္ခကိုခင်ဗျားတို့စဉ်းစားကြည့်ရင်သိပါတယ်နောက်နေ့အဖြစ်ကတော့ပိုဆိုးတယ်ဗျို့ကျုပ်ကလက်စွပ်ကလေးတခွင်ရောင်းဖို့ပွဲစားနဲ့ထည့်လိုက်တာပြီးတဲ့သူက8000ပြီးတယ်ဗျာ ဲ့ဒါကိုဘာကြီးသိန်းက "तू ကြိုက်တယ်"ဆိုပြီး6000နဲ့ဖြတ်လိုက်တဲ့။ပွဲစားကကျုပ်တဘောကိုပြန်မေးပါဦးမယ်ပြောတော့ပြောနေစရာမလိုဘူးတဲ့။မောင်ချူးကိုပိုင်ပါတယ်တဲ့။ဒီတစ်ခေါက်မောင်ချူးအတွက်မျက်မှန်ဝယ်ခဲ့လို့မောင်ချူးကသူ့ကိုဘလို့ကျေးဇူးဆက်အမှန်မသိအောင်ဖြစ်နေတာတဲ့။ကဲ။ထားတော့ကျုပ်ကအဲ့ဒီလက်စွပ်ကို4000နဲ့ဝယ်ထားတာပါ။6000ဆိုလေ तू ကြိုက်တယ်ဆိုရင် तू အတွက်ဆိုရင်ဖြစ်ပါသေးတယ်အခုတော့ပစ္စည်းကိုမန္တလေးရောက်အောင်တော့မဆောင်ဘူး မုံညင်းမှရင်ရှစ်ထောင်နဲ့ပြန်ရောင်းလိုက်တဲ့ဗျာကဲကောင်းကြရောအဖိတ်နေရတော့ဈေးထိတ်ကလည်းဖိရေးဆိုင်မှာဗာကြီးသိန်းနဲ့ကြောက်ပွဲစားတက်တိုက်ထိုင်နေကြတာမြင်လို့ကြပြားကြီးရဈေးမြောက်ဖက်ကပတ်ပြီးလစ်ခင်ရတယ်ကျုပ်ကိုမြင်တော့ရင်သိတယ်မဟုတ်လားဘယ်လွယ်လိမ့်မလဲဒီမျက်မှန်အကြောင်းပြောဦးမယ်ကျုပ်ကဂျေဇူးတင်ကြောင်းပြောရအောင်မယ်မပြောနဲ့ကျုပ်ကိုကျုပ်တော့နာကြပြင်းကတ်တယ်ဗျာကျုပ်ရှောက်ပါတယ် ဘာကြီးသိမ့်နဲ့မတွေ့အောင် အလွန်တတိထားပါလေကြောက်ပွဲစားပြီးပြီးသူကတစ်မျိုးလုံးရှောက်သွားနေတာဗျကျုပ်လည်းမြုတ်ပတ်ပြေးနေရတာပဲဒါပေမဲ့တည်င်းနေရကြားနေရတယ်ဗျရောက်လျရရမှာသူကျုပ်အတွက်မျက်မှန်ဝဲလာလို့ကျုပ်ကသူ့ကိုအလွန်ကျေးဇူးတင်နေတဲ့အကြောင်းဘလို့ကျေးဇူးဆက်ရမလဲစဉ်းစားနေတဲ့အကြောင်းတကယ်တမ်းတွေးကြည့်မယ်ဆိုရင်ကျုပ်အသက်ကိုကယ်ထားတယ်လို့တော့ပြောနိုင်ကြောင်းသူသာမျက်မှန်ဝဲမလာရင်ကျုပ်ဟာတနေ့မဟုတ်တနေ့ကားတိုက်ခံရမယ်အကန့်ဖြစ်ကြောင်း စုံလို့ပါပဲဗျာကျုံမျက်စိမှုံတာမှန်ပါတယ်ဒါပေမဲ့သူ့ကိုယ်သူတရားမင်းဖြစ်လောက်အောင်ပြောပြောနေတာကတော့လွန်လာပြီဗျာနောက်ခံပြင်းတဲ့ကိစ္စကကျုပ်ဆော့ဆော့ကပြောခဲ့တယ်မဟုတ်လားသူပြောတဲ့စကားလေသူ့ကိုကျုပ်ကဘယ်လိုကျေးဇူးဆက်ရမလဲလို့စဉ်းစားနေတယ်ဆိုတဲ့ကိစ္စလေဘယ်လိုလဲဗျာဒီမြင့်မှန်ဝင်လာတဲ့ကိစ္စကိုကျုပ်က special ကျေးဇူးဆက်နေရအောင်မတဲ့လားကျုပ်သူပြောလို့ကြွေးလဲကြွေးပြီးပါပြီတိုက်လဲတိုက်ပြီးပါပြီ ကျေးဇူးတင်ကြောင်းနဲ့အထက်ထက်ပြောပြပါပြီ။ဒီမျက်မှန်အတွက်နဲ့သူ့ကိုပဲကြုတ်ကတသက်လုံးကျေးဇူးဆက်နေရတော့မလို့လို့သူအလကားဝယ်ပေးခဲ့တာလည်းမဟုတ်ဘူးဗျ။မျက်မှန်ဖို့ကျုပ်ကလုံလုံလောက်လောက်ပေးလိုက်တာပါ။ပိုတဲ့20တောင်သူသုံးပြလိုက်သေးတယ်မဟုတ်လား။ကျုပ်သူတပားကိုကျေးဇူးတင်ရမှာမနှက်မျောပါဘူးမတွန့်တူပါဘူး။ဒါပေမဲ့ဒီကိစ္စမှာတော့လွန်ပြီဗျ။ဟိုနေရာလဲဒီမျက်မှန်အကြောင်းဒီနေရာလဲဒီမျက်မှန်အကြောင်းလူစုမိတိုင်းဒီအကြောင်းပြောပြောနေတဲ့ဗျ။ နေရာတကာမှာကြုတ်ကြကြနေရတယ်။ကုံကုံပြောမယ်။ကြုတ်အိမ်မက်ထဲမှာတော့အများရှိမှကြုတ်မျက်မှောင်ချွတ်ခိုင်းပြီးသူ့ဝယ်ခဲ့တဲ့ကြောင်ပြောတယ်ဗျာ။ကြုတ်အိမ်မက်ကလန့်နိုးတယ်။ဇောကျွေးများတော့ပြန်တယ်။အေးအဲ့ဒီနေကတော့ဘူတာယုံကပြန်လာတဲ့ကြုတ်တူတောင်းရွှေကကြုတ်ကိုတကူးတကဝင်ပြောတယ်။လေးချူဒီနေ့ရထားနဲ့ဗာကြီးသိန်းမင်းစု6ယောက်ပါလာတယ်။တလန်းလုံးတောက်လာကြတယ်နဲ့တူတယ်။ဘူတာယုံမှာဗာကြီးသိန်းလာကြတော့စူးညံနေတာပဲ။ ဲ့ဒါဗကြီးတန်းရပြောနေတယ်တဲခိုစရာအခက်ခဲရှိနေပြောတယ်သူ့အဖွဲမောင်ချူးဆိုတာရှိတယ်တဲ့အဲ့ဒီမှာတဲနေအောင်သူလိုက်ပြောပြီးမယ်တဲ့သူလည်းအိမ်ပြောင်းပြီးလိုက်တဲမယ်ဆိုပဲဟိုလူတွေကအင်တင်တင်လှုပ်နေတာကိုဗကြီးတန်းကအားနာစရာမဟုတ်ဘူးတဲ့မောင်ချူးဆိုတာကသူ့ကျေးဇူးအများကြီးရှိပါတယ်တဲ့အေးကိစ္စမရှိဘူးလာကြပါစေကွာကျုပ်တို့အန်ဒီရရှိလို့လာပြောရှာတဲ့တောင်းရွှေတော်အံ့ဩသွားတယ်ပြီးတော့နှုတ်ဆက်ပြီးထွက်သွားတယ် ရခားဆိုင်ပြီးလို့နှစ်နိုင်လောက်ကြာတဲ့အထိဘာကြီးသိန်းတို့ပေါ်မလာကြဘူး။နောက်မှသိရတာပါ။ရက်ဆိုင်မှာဝင်တောက်နေကြတာတဲ့။ဘလောက်ကြည်ညိုစရာကောင်းတဲ့လူတွေလေ။ညနေ၄နိုင်လောက်ကြာမှဘာကြီးသိန်းနဲ့ဧည့်သည်၆ယောက်ကကျုပ်အိမ်ရှိကိုရောက်လာကြတယ်။အတော်မူးနေကြပြီ။ကျုပ်ကတော့အိမ်ရှိရထွက်ဆောင်နေတာပါ။ကျုပ်နဲ့ဘာကြီးသိန်းမျက်နှာချင်းလဲဆိုင်မိရောကျုပ်သူဝယ်လာတဲ့မျက်မှန်ကိုတတ်ထားရကချွတ်ပြီးမြေကြီးပေါ်ချပြီးဖနှောက်နဲ့လေးချက်လောက်ပောက်ပြစ်လိုက်တယ်။ ဘာကြီးသိန်းတို့အဖွဲချက်တည်သေးနေကြတယ်။ကဲဘာကြီးသိန်းတွေ့မမဟုတ်လား။ခမ ्या ကိုမျက်မှန်ဝဲခိုင်းမိတဲ့အတွက်ကျုပ်တောင်းပန်ပါတယ်။နောက်လေဘယ်တော့မှဘာမှအဝဲမခိုင်းမွန်းတော့ပါဘူး။ကျုပ်အိမ်လည်းဘယ်တော့မှမလာပါနဲ့တော့။ဒါပါပဲ။ကျုပ်စိတ်ကိုချုပ်ပြီးဒီလောက်ပဲပြောပါတယ်။စကားလဲဆုံးရောအိမ်ထဲဝင်ခဲ့ပြီးတကားပိတ်ထားလိုက်ပါတယ်။ဘာကြီးသိန်းတို့တယောက်တစ်ပေါက်ဘာတွေပြောကြမသိဘူးပြောကြပြီးကျုပ်အိမ်ရှင်ကထွက်သွားတယ ဲ့ဒါကျုံနဲ့ဘာကြီးသိရင်နောက်ဆုံးဆက်ဆံရေးပါပဲဒါတော့မန္တလေးရောက်တော့ပြောနေသေးတဲ့ဗျာမိုးညင်းကမောင်ချိုးဆိုတဲ့သူအတော်ဆိုးတယ်သူ့အတွက်စေတနာနဲ့ဝယ်ပြီးတဲ့မျက်မှန်ကိုသူနယ်လဲကိုက်ရတာနဲ့ဘာစိတ်ပေါက်သွားတယ်မသိပါဘူးရိုက်ခွဲပလိုက်တယ်ဒီလူယူသွားပြီထင်တယ်တဲ့တကယ်တရားရဖို့ကောင်းပါတယ်ဗျာအဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ခုလိုဝိထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်။နှစ်သက်မြင့်ရတဲ့ငွေချင်းမိတ်ဆွေတွေကိုမျှဝေပြီးဝေမြတ်တိုင်ရက်ခံပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။